2025ခုဧပြီလ26ရက်နေ့တွင်ကနေဒါနိုင်ငံဗန်ကူဘာမြို့ရှိ လာဘူလာဘူဒေးပွဲတော်တွင်ဂျီကဲဘော်ဖျက်တစ်ခုဖြစ်ပွားခဲ့သည်ယင်းတစည်းကလူစုလူဝေးကိုဝင်တိုက်တာကြောင့်လူ၉ဦးတေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့သည်ဖိလစ်ပိုင်မွေနစ်ကိုဂုံပြူရန်အတွက်ပွဲတော်ကိုအရှိတ်၄၁နှစ်လန်းနဲ့ဖရေဇာလန်းအနီးတွင်ကျင်းပခဲ့ပါသည်ဆိုပါယင်းမောင်းအားရဲတပ်ဖွဲ့မှတရှိရပြီးအသက်30နှစ်အရွယ်ဖြစ်ပြီးအခင်းပြွားနေရာ၌ အစောများကဖမ်းဆီးခဲ့ပြီးရဲတပ်ဖွဲ့ကထိန်းသိမ်းထားကြောင်းသိရပါသည်။လာဘူလာဘူဒေးဒီစပိန်ကိုလိုနီပြုချင်းကိုတွန်းလှန်ခဲ့သောမက်တမအကြီးကဲလာဘူလာဘူကိုအစွဲပြု၍ချင်းပါတော်ဖိလစ်ပိုင်ပွဲတော်တစ်ခုဖြစ်သည်။ဘီရစ်ကိုလံဘီယာဒီဤပွဲကို2023ခုနှစ်တွင်တရားဝင်အသိမပြုခဲ့သည်။တိုချင်းမဆက်၍ဖိလစ်ပိုင်လူမျိုးများအထက်နေပါလ်ပွဲတော်ကိုဗန်ကူးဗာ၌ချင်းပါခဲ့ပြီးခိုင်မာသောဖိလစ်ပိုင်အတောင်တစ်ခုဖြစ်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားခြင်းနဲ့အဆိုပါလီတာတွင်လူတထောင်ခန့်ရှိကြောင်းဗန်ကူဘာစန်တရင်ထဏာကပြောကြားခဲ့သည်ဗန်ကူဘာမြို့တော်ကောင်စီမှအဖွဲ့ဝင်အူကအဆိုပါနေရာကိုရခင်ပွဲတော်များကဲ့သို့မြို့တွင်အမိုက်ပုံကားများဖြင့်ပိတ်ဆို့ထားခြင်းမရှိကြောင်းပြောကြားခဲ့သည်2025ဖေဒရယ်ဘူရကောက်ပွဲမှတိုက်ခင်းရက်အလိုတွင်ဒီတိုက်ခိုက်မှုဟာဖြစ်ပွားခဲ့ခြင်းဖြစ်သည်အာနာပယ်များကယင်းဖြစ်ရသည့်အကြမ်းဖက်ဝါဒနှင့်ဆက်နွယ်သည်ဟုမယုံကြည်ကြောင်းပြောကြားတော်လဲအကြောင်းရင်းကိုစုံစမ်းစစ်ဆေးလျက်ရှိသည် အနာပယ်များကတည်ဆုံးသူအရေးအတွက်ကိုတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။ယာယီရဲချုပ်စတီဗ်ရိုင်ကတန်ရရှိသူအားရဲတပ်ဖွဲ့တန်အခြေအနေအချို့ဖြင့်တည်ရှိထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။ရင်မောက်ကဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတာတည်နိုင်ဖို့ဖြစ်နိုင်တဲ့အကြောင်းရင်းအားလုံးကိုစဉ်းစားနေတယ်လို့လည်းသူကပြောပါတယ်။မြန်မြန်တက်သည့်များကခင်းဖြစ်ပေါ်ရနေရသည်ပြုပြည့်ဖြစ်ပြီးရုပ်လောင်းများနဲ့အပြည့်စင်များလမ်းတစ်လျှောက်ဖြန့်ကျင်းနေသည်ဟုပြောသည်။ ဝန်ကြီးချုပ်မာခါနေနဲ့ဗန်ကူဗာမြို့တော်ဝန်ခင်ဆမ်တို့အပါအဝင်ကနေဒါနိုင်ငံမှာအကောင်းဆုံးများတည်ဆိုးသူများနဲ့ဖိလစ်ပိုင်အတဝါအဝါနဲ့ကြောင်းပြသခဲ့သည်ဗန်ကူဗာရှိဖိလစ်ပိုင်ကောင်စီဝန်ချုပ်ကလည်းထိခိုက်နေတဲ့သူများအတွက်အလွန်ဆူရင်ကြောင်းနဲ့စာနာကြောင်းပြောကြားခဲ့သည်မြို့တော်ဝန်ကမ်စင်က X Twitter တွင်ရေးသားခဲ့တာကတော့ဒီနေ့လပူလပူဒီအခမ်းအနားမှာကြောင်းမဲ့ဘွေရာဖြစ်ပြကြောင်းဒုံလုံးချောက်ချဝန်းနေမိပါတယ်နောက်ထပ်အချက်လက်တွေကိုတန်တန်တွေပေါ်ထုတ်သွားမှာလို့ပြောပါတယ် သူကဆက်ပြောတာကကျွန်တော်တို့ရဲ့အတွေ့အမြင်တွေကဒီမယုံကြည်နိုင်လောက် အောင်ခက်ခဲတော့အချိန်ကလာအတွင်းတီကတ်ခံရခံစားရသူများအားလုံးနဲ့ဖိလစ်ပိုင်၏ဖိလစ်ပိုင်ဗန်ကူဘာ၏ဖိလစ်ပိုင်အတန်းဝန်းနဲ့အတူရှိနေပါတယ်လို့ပြောပါတယ်။ဝန်ကြီးချုပ်အတွက် conservative ကိုကိုစလဲလောင်းကလည်း၎င်းယူဝမ်းတဲ့ဂျောင်းကိုမျှဝေခဲ့ပါတယ်။ဗန်ကူဘာရဲ့ထဏာရဲ့အဓိကမှုခင်တောက်ဖွဲ့ဟာစုံစမ်းစစ်ဆေးမှုကိုဦးဆောင်နေရှိပါတယ်။အာနာပိုင်တွေကအဆိုပါပြည်ကိုဆက်လက်စုံစမ်းနေတဲ့ဖြစ် ပြည်သူများအားတရင်အချက်လက်များတောင်းခံရရှိပါတယ်